သာဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားကထာလေးကနေ စတင်ပြီးတော့ပြောကြည့်ရနော်။အာတာရေတာရမတိနောတာရေသာတာရတတိနာတေတာရနာတိကိသံတိမိစ္ဆာသင်္ကပ္ပခောစရာရှိအချင်းပုဂ္ဂိုလ်တို့သည်အာတာရေအနှစ်တာရမရှိတဲ့တရားတို့၌ သာရမတီနောအနှစ်သားရာရှိတယ်လို့မှတ်တင်၍နေကြကုန်၏သာရိစတကယ်အနှစ်သားရာရှိတယ်တရား၌ကအတ္တာရာဓတိနာအနှစ်သားရာမရှိဟုသိမြင်၍နေကြကုန်၏လောကမှာတဲ့တချို့သောပုဂ္ဂိုလ်တွေဟာအနှစ်သားရာမရှိတာကိုကြတော့အနှစ်သားရာရှိတယ်လို့ထင်နေတယ်တဲ့ အနှစ်သာရရှိတာကိုကြတော့အနှစ်သာရမရှိဘူးလို့ထင်နေပြန်တယ်တဲ့ဒီထုတ်ကဲ့သို့အနှစ်ကိုအကာအကာကို အနှစ်လို့ထင်နေကြတယ်မှားယွင်းနေကြတဲ့ပုဂ္ဂိုလ်တို့သည်မိစ္ဆာသင်္ကပ္ပကောစရာမှားယွင်းတဲ့အတွေ့အကြုံအစီအလင်ကျဆားရာအာယုံရှိကြကုန်သည်ဖြစ်၍သာရန်တကဲ့အနှစ်သာရကိုနာတိကိစ္ဆန္တိမရရှိနိုင်ကြလေကုန် ဲ့ဒါလို့အနှစ်ရှိတာကို အနှစ်မရှိဘူးလို့ထင်နေအနှစ်ရှိတာကိုကြတော့အနှစ်မရှိဘူးလို့မှန်မှန်ယွင်ယွင်ထင်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့မိစ္ဆာသင်္ကပ္ပဂောဆရာသူတို့ရဲ့အတွေးတွေသူတို့ရဲ့အကြံစီတွေဟာမှားယွင်းနေတဲ့အတွက်ကြောင့်ဒီနေရာဖြင့်မှားယွင်းတဲ့အတွေးအကြံတွေတွင်ကျက်စားရာအာယုရှိနေတဲ့အတွက်ကြောင့်တာရန်တကက်အနှစ်တာရကိုနာတိကိစ္စံတိမရနိုင်ဘူး အနှစ်ရှိတာကိုအနှစ်မရှိဘူးလို့ထင်နေအနှစ်ရှိတာကိုကြတော့အနှစ်မရှိဘူးလို့ထင်နေအဲ့လိုအယူအဆတွေမှားယွင်းနေတဲ့ပုံကိုယ်တွေဟာမှားယွင်းနေတဲ့အယူအဆရှိနေတဲ့အတွက်ကြောင့်ကိုပဲတကယ်အနှစ်သာရရှိတာကိုသူတို့မရနိုင်ဘူးတဲ့ရိုးရိုးလေးနော်ဘာမှနားမလည်စရာမရှိဘူးလို့ဦးဇင်းတို့ထင်ပါတယ်နောက်ဦးဇင်းတို့ဒုတိယကထာတာရင်းစတာရတော်ညတဝအတာရင်းစအတာရတော် တေသာရာဒိကိသံတိတမ္မာသင်္ကပ္ပခောစရံရေအချင်းပညာရှိကြတဲ့ပုဂ္ဂိုလ်တို့သည်သာရင်တကယ်အနှစ်သာရရှိတဲ့တရားတို့၌သာရမတည်သောအနှစ်သာရရှိတယ်လို့မှန်မှန်ကန်ကန်သိမြင်ကြကုန်၏အတ္တရေအနှစ်သာရမရှိတဲ့တရား၌ပါအတ္တရာဓတိနာအနှစ်သာရမရှိဟုမှန်မှန်ကန်ကန်သိမြင်ကြကုန်၏ ဒီတို့ကဲ့သို့မှန်မှန်ကန်ကန်သိမြင်နာလေကြကုန်သောပုဂ္ဂိုလ်တို့သည်တမ္မာသင်္ကပ္ပဂောစရာမှန်ကန်တဲ့အတွေ့အကြံစီလျင်ကျဆရာအာယုံရှိကြကုန်သည်ဖြစ်၍သာရန်တကဲ့အနှစ်သာရကိုအတိကိစ္ဆန်တိကောင်းစွာပိုင်မင်းရရှိနိုင်ကြလေကုန်၏လောကမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အရာရာကိုသူတို့အမှန်တိုင်းနားလေကြတယ်သိကြတယ် တံပိုးရှိတာကိုတံပိုးရှိတယ်လို့သိတယ်တံပိုးမရှိတာကိုကြတော့တံပိုးမရှိဘူးလို့သိတယ်အနစ်ရှိတာကို အနစ်ရှိတယ်လို့သိတယ်အနစ်မရှိတာကို အနစ်မရှိဘူးလို့သိတယ်အဲ့ဒါလို့မှန်မှန်ကန်ကန်သိကြတဲ့မြင်ရတဲ့ပုံကိုယ်တွေကြတော့မှန်ကန်တဲ့အတွေ့အကြံစီရင်စက်စားရအာယုံရှိနေတဲ့အတွေ့အကြုံတကယ်အနစ်သာရရှိတာကိုသူတို့လွယ်လွယ်ကူကူရနိုင်နေတယ်နော်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ တန်ဖိုးရှိတာကိုရရှိဖို့အနှစ်သာရရှိတာကိုပိုင်ဆိုင်ဖို့အတွက်ပထမဦးစွာအရေးကြီးတာကတန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ရမယ်ဆိုတာမရှင်းဘူးလားရှင်းတယ်။ဦးဇင်းတို့ဒီတရားကထာလေးနှစ်ကထာကိုမြတ်စွာဘုရားရှင်သာတိပုတ္တရာနဲ့ရှင်မမောက္ကလအက္ခတဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာ။သူတို့ရဲ့အကြောင်းကပေတပေါင်းသူတော်ကောင်းတို့အလုံးကျွမ်းကျင်ကျင်တိကျပေးတာပါ။ နော်ဥပါဒိတ်တန်နဲ့ကောလိတာဆိုပြီးတော့အကသဝကဖြစ်လာမဲ့နော်တထေသာနှစ်ယောက်နော်ပွဲကြည်ရာကနေပြီးတော့စဉ်းစားမိကြတယ်လေနော်အခုကနေတဲ့လူတွေရဲ့ဒီပွဲကိုထိုင်းပြီးတော့ကြည်နေတဲ့လူတွေရဲ့အလွန်ဆုံးအနှစ်တရာပဲတဲ့အနှစ်တရာလွန်သွားရင်ဒီလူတွေတယောက်မှမရှိတော့ဘူးဘဝဆိုတာတကယ်တမ်းကတော့ပြီးတော့လဲပြီးသွားတာပဲဘာမှတန်ဖိုးရှိတာမဟုတ်ဘူးအဲ့တန်ဖိုးမရှိတဲ့ဒီဘဝ ရှင်းတန်းနေရတဲ့အခိုက်အတန့်မှာတကယ်တန်ဖိုးရှိတာကိုတို့ရှာဖွေတဲ့နေဒါစဉ်းစားတာပေါ့အဲ့ဒါနဲ့တို့အင်ဗတန်ချမ်းသာကြွယ်ဝတဲ့ပုံကိုယ်တွေပါအင်ဗတန်ကြီးမားတဲ့စီးရင်ရှင်တွေပါအဲ့ဒီစီးရင်တွေအကုန်လုံးကိုဆွန့်လွတ်ပြီးတော့ဒီစည်းဝါဥစ္စာဖြင့်ပျော်မွေ့နေတာထက်ပိုပြီးတော့တန်ဖိုးရှိတဲ့အရာလောကကြီးမှာရှိတယ်ဆိုတာသူတို့သိတယ်။ဒါကြောင့်အဲ့ဒီအရာကိုရဖို့အတွက်ဒီစည်းရင်ဥစ္စာပိုင်ဆိုင်တဲ့မြတ်ပတ်သက်တဲ့မြတ်ကိုသူတို့အကုန်လုံးရှင်းလိုက်တယ်ပေါ့။ ဲ့ဒီမှာမြတ်စွာဘုရားမပွင့်သေးခင်ဆိုတော့တင်းစည်းဆရာကြီးရဲ့ဓမ္မသူတို့တပည့်ခံရတယ်ပေါ့နော်စီးပွားဥစ္စာနဲ့စီးပွားဥစ္စာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခထက်ပုံမတာလွန်တဲ့ချမ်းသာဒုက္ခကိုရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါသူတို့ယဟန်ပြုကြတယ်ယဟန်တမျိုးလိုပဲပြောကြမှာဆိုသာသနာပြင်ပယဟန်ပေါ့နော်အဲ့ဒါလို့နဲ့တငယ်ချင်းနှစ်ယောက်ဂတိကဝတ်ထားတယ်မင်းက အမှန်တရားကိုသိလို့တကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုမင်းအရင်စပြီးတော့သိတယ်မြင်တယ်နားလေတယ်ဆိုရင်ငါကိုပြောပါငါကပဲအရင်အမှန်တရားကိုသိပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်ဆိုရင် မင်းကိုပြောပါမယ်မင်းကိုအရင်ပြောမယ်အဲ့လိုလိုဂတိကဝတ်ထားတယ်အဲ့ဒါတနေ့တော့ရှင်သာရိပုတ္တရာဖြစ်လာမင်းဥပတိတ်္တပရပိုက်ကညိုတဲ့ရွာလေးကိုဆုံးခံသွားရင်းနဲ့ ပင်စာဝကိ၅ဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစီမထေဆိုတာပေးတတ်လို့ကြားဦးတယ်နော်အဲ့ဒီရှင်အတ္တစီယာနာအရှင်သူမြတ်ဆုံးခံပြီးတော့ကြွလာတာသူမြင်တယ်ယာနာဆိုတော့စိတ်နှလုံးမှာလောဘဒေါသမောဟတို့ကြောင့်ပူလောင်တဲ့ပင်မနာဆင်းရဲတာဘာမှမရှိတော့ဘူး စိတ်နှလုံးမှာပူပန်တာပင်ပန်းတာညှဉ်းနှောင်းတာဘာမှမရှိဘူးဆိုတော့အဲ့ဒီစိတ်ရဲ့တရားမိရာဒီယုတ်ကလည်းပဲအလွန်မှအေးချမ်းနေတယ်တည်ငြိမ်နေတယ်တန့်ရှင်းနေတယ်ကြည်ရတာအလွန်မှကြည်လို့မဝအောင်ဖြစ်နေတယ်ပေါ့တကယ်တမ်းကစိတ်ကအဓိကပဲလေစိတ်ကပူပူလောင်လောင်ဆင်းဆင်းရဲရွှ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 ွ ဟုတ်လားစိတ်ကအေးချမ်းနေပြီဆိုရင်ရုပ်ကလည်းအေးချမ်းတဲ့ရုပ်ပေါက်တာပဲစိတ်ကလေးကကြည်လင်နေတယ်ဆိုရင်ရုပ်ကလည်းကြည်လင်တာပါပဲစိတ်ကအလွန်မှပါဝါကြီးမားတယ်လို့ဆိုရမယ်အဲ့လိုသူ့ရဲ့စိတ်ထဲမှာလောဘဒေါသမောဟကင်းတော်မူတဲ့အတွေ့အကြောင်းသူ့ရဲ့ရုပ်လက္ခဏာအလွန်မှကြည်ညိုဝေရကောင်းတယ်ကြည်ချင်စရာကောင်းတယ်မြင်ချင်စရာကောင်းတယ်ပေါ့အမှုရာတွေကလည်းအလွန်မှအေးချမ်းတယ်တည်ငြိမ်နေပေါ့ တည်နေမှာပေါ့လှုပ်ရှားတဲ့အရာတွေပါမှမရှိတော့လှုပ်ရှားတဲ့အရာဆိုတာဒီနေရာမှာကိလေသာတွေကိုရည်ပဲပြောတာပါနော်အဲ့ဒါလို့ねသူကကြည်ရင်းနဲ့ဒီလောက်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမာအမှန်တရားကိုတိမြင်နားလည်ထားတဲ့သဘောရှိမယ်တရားလိုတရားမြတ်ရှိမယ်လို့သူအမှန်တိုင်းခံမှတ်မိတယ်ဒါကလည်းပဲပညာအရာမှာဣတရေရမယ်ပုဂ္ဂိုလ်တူကြီးပဲလေသူမတည်ပဲနေမှာမဟုတ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီရှင်အတ္တသိမထေရနောက်ကိုလိုက်တယ် အရှင်ဘုရားအရှင်ဘုရားဘုစုရဲ့တပည့်လေးအရှင်ဘုရားဘာကိုတည်တယ်လဲမေးတာပဲအတော့ငါဒီချိန်မှာဆုံးခံနေတဲ့အချိန်ဆုံးခံပြီးတော့ပြန်လာလို့ဆုံးဖုံးပေးပြီးရင်မေးမေးချင်တာမေးလို့ရတယ်ဆိုတော့လိုက်တာပဲအဲ့တော့ဦးဇင်းတို့ဇေယျပေါ်ရောက်တော့အေးစီစီမေးတယ်ပေါ့အရှင်ဘုရားရဲ့ဆရာကဘုစုလေးအရှင်ဘုရားတို့ကဘလို့အယူဝါဒရှိတယ်လဲအဲ့ဒီမှာရှင်အတ္တကြီးကရေဓမ္မဟေတုပ္ပဘဝတေတံဟေတုတ္တထာဂတောအာဟာ တေသင်္ဆာယောနိရောဓောဧဝံဝံတိမဟာတမနောတဲ့လူရင်းအတိပ္ပယ်ပြောရရင်တော့တစ္ဆာ၄ပါးကိုဟောတာပါပဲလောကကြီးမှာဖြစ်ဖြစ်သမျှနော်တဘာဝတရားတွေဟာအကြောင်းတရားရှိလို့ဖြစ်တာ အကြောင်းတရားသာမရှိရင်ဘလို့အကျိုးတရားမှဖြစ်မှာမဟုတ်ဆိုလိုတာကဆင်းရဲတယ်ဆိုတဲ့ဒီဒုက္ခနော်ဒီအကျိုးတရားတွေဟာအလိုဆန္ဒလောဘတမှုရိယတစ္ဆာဒီအကြောင်းတရားကြောင့်ဖြစ်တာ အကယ်၍အကြောင်းတရားကိုသာချုပ်ဆုံးအောင်လုပ်နိုင်မယ်ဆိုရင်ဒုက္ခဆိုတဲ့ဒီအကျိုးတရားတွေဟာလည်းရပ်ဆိုင်းသွားမယ်။အသစ္စာလေးပါးကိုဟောတာပါပဲ။အဲ့ဒါကိုလည်းနားလည်းပြီးရောဟိုပထမနှစ်ပါးဒရဲ့အဆုံးမှာသောတပတိမဉ္ဇဉ်ကိုရတယ်။အလုံးဉာဏ်ထက်တယ်ပေါ့ပြောလိုက်လို့ရှိရင်အရေးပြရင်အကောင်းမြင်တယ်စိတ်ထဲမှာတထွားပြရင်တလန့်မြင်တယ်။အဲ့ဒါလို့ဒီပြောတာနဲ့သူသိသွားတယ် အတော့အရှင်ဘုရားအစတုန်းကရှင်အတ္တတိကငါကအခုမှယဟန်ပြုတ်ပြီးခါကတရားပေါ်မှာအများကြီးမပြောတတ်ဘူးအရှိကြီးမပြောတတ်ဘူးလို့ပြောသေးတယ်အဲ့တော့ရှိတာဒီများတာတွေကပဓာနာမဟုတ်ပါဘူးတကယ်အကျိုးကြောင့်ဆိုက်ပြီးတော့တဘာဝကြံကိုအကျိုးရှိသွားဖို့ကပဓာနာပါအဲ့တော့တူတူလေးပဲပြောလိုက်တာပဲအဲ့ဒီတူတူလေးကပဲအကျိုးကိစ္စပြီးကြီးတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့